ရှောင်းမီရက်မင်ဖုံအတုံးပြုတဲ့ဒူဒီတိုင်းမှာမဖြစ်မနေတည်ထားတင်တဲ့စက်တိန်ခုနှစ်ခုအကြောင်းကိုပြောပြပေးမှာဖြစ်ပါရယ်နောက်ဆုံးခုနှစ်ခုမြောက်မှာတော့ကျွန်တော်တို့ရဲ့ရှောင်းမီရက်မင်ဖုံတွေကအင်တာနက်လိုင်းဆွဲအားကိုပုံမှန်ထက်ပိုပြီးတော့ကောင်းအောင်မြန်ဆန်အောင်စက်တိန်ဖွင့်တဲ့နည်းလမ်းကိုပြောပြပေးမှာဖြစ်ပါရယ်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့စက်တိန်ထဲဝင်ပြီးတော့စာကြည့်လိုက်ရအောင်စက်တိန်ထဲကိုနှိပ်ပြီးတော့ဝင်သွားလိုက်ပါမယ်ပထမအုံဆုံး setting တစ်ခုအနေနဲ့ပြောပြပေးမှာဖြစ်ပါတယ်။ setting ထဲကနေပြီးတော့ကျွန်တော်တို့အောက်ဖက်ကိုဆင်းသွားလိုက်မယ်။ additional setting ထဲကိုတစ်ချက်နှိပ်ပြီးတော့ဝင်သွားလိုက်မယ်ပထမအုပ်ဆုံး setting တစ်ခုအနေနဲ့ပြောပြမယ်ဆိုရင်ဒီထဲမှာ memory extension ဆိုတဲ့ဟာလည်းမြင်ရမှာဖြစ်ပါတယ် memory extension ထဲကိုနှိပ်ပြီးတော့တစ်ချက်ဝင်လိုက်မယ်ကဲဒီ memory extension မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ Xiaomi Redmi phone ထဲမှာကျွန်တော်တို့နောက်ထပ်မူရင်းဝယ်လာစဉ်တော့ပါလာတဲ့ RAM ထက်နောက်ထပ်ကျွန်တော်တို့ RAM ကိုထပ်ပြီးတော့တူပြီးအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဗောနော်ဒီလိုမိတ်ဆွေဝယ်လာခိတ်စဉ်တော့ဖုန်းမှာ RAM က 4GB ပဲပါလာတယ်ဆိုလို့ရှိရင်တော့ထပ်ကျွန်တော်တို့အခုဒီမှာပြထားတဲ့ GB အတိုင်းကိုကျွန်တော်တို့ထပ်ပြီးတော့တုံးလို့တိုးလို့ရတယ်ပေါ့နော် RAM ကနေတယ်လို့ခန်းစားရတယ်ဆိုလို့ရှိရင်မိတ်ဆွေနေနဲ့ 6GB နေရာနေပြီးတော့ 6GB အဒီ 8GB ထိဟိုမိတ်ဆွေကထပ်ပြီးတော့တူးတုံးလို့ရတာဖြစ်ပါတယ်ပေါ့နော်တကယ်မိတ်ဆွေက RAM ကိုတူးမယ်ဆိုလို့ရှိရင်ဘယ်လိုတူးမလဲထားလိုက်ပါအခုကျွန်တော်ကတော့ဒီမူရင်း 6GB ကနေပြီးတော့အခု 6GB ထိကျွန်တော်တူးထားတယ်ပေါ့နော် 6GB ထိတူးထားတယ်ထပ်ပြီးတော့ကျွန်တော် RAM ကိုထပ်တူးချင်တယ်ဆိုလို့ရှိရင်တော့ဒီ 8 GPT ကိုကျွန်တော်တို့ tap တိုးမယ်8 GPT နေရာမှာလက်လင်းနဲ့ထောက်လိုက်မယ်ပြီးရင်တော့ report နေရာမှာကျွန်တော်တို့နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဖုန်းက power ကျသွားမှာဖြစ်ပါတယ် power ကျပြီးတော့ပြန်တက်လာတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ RAM ကဒီ8 GPT ကိုတူသွားမှာဖြစ်ပါတယ်ဘောနော်8 GPT နေရာမှာအမှန်ချစ်ကလေးလာရောက်နေပြီဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ဒီ Xiaomi Redmi ဖုန်းတွေက RAM ဟာ ရှိကြည်ပြီးထီကိုတူသွားပြီပဲဖြစ်ပါတယ်ဗောနော်။ဒါဆိုရင်ခုနကပြောလို့ပဲမိတ်ဆွေရဲ့ဖုန်းကပူရောအမြန်ဆန်ပုတ်ပါတွန်းလက်မြင်မြန်ဆန်ဆန်ကစားလို့ရှာရောမှာပဲဖြစ်ပါတယ်။ Okay ဒါတော့ RAM တူလို့ရတဲ့နည်းလမ်းအတိုင်းကိုကျွန်တော်မိတ်ဆွေတို့ကိုပြောပြတာဖြစ်ပါတယ်။နောက်ထပ်ဒုတိယ setting တစ်ခုထပ်ပြီးတော့ပြောမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီ setting ထဲကိုတစ်ခါပြင်ပြီးတော့ဝင်လိုက်မယ်ဗောနော်။ဒါတော့ setting တစ်ခုမြောက်ဗောနော်။စက်တင်ထဲဝင်လိုက်မယ်ပြီးတော့ additional စက်တင်လေးထဲပဲကျွန်တော်ထပ်ပြီးတော့နှိပ်လိုက်မယ်။ကဲပြီးရင်တော့ကျွန်တော်တို့ဒီအောက်နားလေးက ကချာ shortcut ဆိုတဲ့နေရာထဲကိုတစ်ချက်နှိပ်လိုက်မယ် take a screenshot နေရာမှာတစ်ချက်နှိပ်လိုက်မယ် okay ဒီ take a screenshot နေရာမှာ slide three finger တော့နေရာမှာကျွန်တော်တို့ပိတ်နေတယ်เนาะဒီပိတ်နေတဲ့နေရာမှာကျွန်တော်တို့ on လုပ်ပြီးတော့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုဖွင့်ထားမယ်ဆိုရင်ကျွန်တော်တို့ screenshot တွေပါတွေရိုက်တဲ့အခါမှာဘေးနားက cloud တွေကိုကျွန်တော်တို့နှိပ်เสียမလို့ဘူးကျွန်တော်တို့ screenshot ရိုက်တဲ့နေရာတွေလိုက်ပြီးတော့ share เสียမလို့ဘယ်နဲ့ screenshot ရိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ဒီ phone screen ကို လက်သုံးချောင်းလေးနဲ့ဖြီးထားပြီးတော့အောက်ကိုဆွဲလိုက်တာနဲ့ screen shot ရိုက်သွားမှာပဲဖြစ်ပါလေဗျနော်။ Okay ဒါဆိုရင်ကျွန်တော်တို့စမ်းကြည့်မယ်။ phone screen ကိုလက်သုံးချောင်းနဲ့ဖြီးထားလိုက်မယ်။ပြီးတော့တော့အောက်ဆွဲလိုက်မယ်။ Okay ဒါဆိုရင်အခုမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲတခါလေး screen shot ရိုက်သွားတာဖြစ်ပါလေဗျနော်ဒီမှာ။ Okay Okay ဒါတော့စတိတ်နှစ်ခုမြောက်ဖြစ်ပါတယ်။ Take a screenshot ပေါ့နော်ဒီညမှာ on လောက်ထားပေးလိုက်ပါ။ Okay နောက်ထပ်စတိတ်သုံးခုမြောက်မှာကျတော့ကျွန်တော်တို့ဒီ ကချာရှော့ကတ်ထဲမှာပဲကျွန်တော်ဝင်လိုက်မယ်ပြီးတော့တော့ဒီမှာ turn on flash light ဆိုတဲ့နေရာမှာကျွန်တော် click နေပြီးတော့တစ်ချက်ဝင်လိုက်မယ်ပေါ့နော်ဒီမှာအောက်နာလေးက power button နေရာမှာ off ဖြစ်နေတာကိုကျွန်တော်တို့ on လုပ်ပြီးတော့အခုလိုဖွင့်ထားပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲကအတက်မီကိုအဖွင့်ပိတ်လုပ်တဲ့အခါမှာဘေးနားက power cloud ကိုကျွန်တော်တို့နှစ်ချက်ဆက်တိုက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲကဒီ that mean ပေါ့နော် flat light ကအဖွင့်ပိတ် လှုပ်ပေးမှာဖြစ်ပါတယ်ဘောနော်ဆိုတော့ကျွန်တော်တို့စမ်းကြည့်လိုက်ရအောင်ဘေးနားကခလုတ်ကိုနှစ်ချက်ဆက်တိုက်နှိပ်လိုက်မယ်တင်းနဲ့ဒါဆိုလို့ရှိရင်တော့ဒီမှာကိုယ့်ရဲ့ဖုန်းထင်းကဒမ်မီဒီဖလက်လိုက်ကအော်တိုဖွင့်လာတယ်ဘောနော်ကျွန်တော်ပြန်ပိတ်မယ်ဆိုလို့ရှိရင်လည်းဒီဘေးကပါဝါခလုတ်ကိုနှစ်ချက်ဆက်တိုက်ပြန်နှိပ်လိုက်ရင်ကိုအော်တိုပြန်ပိတ်သွားမှာဖြစ်ပါတယ်တင်းနဲ့ကြည့်ရဆိုလို့ရှိရင်တော့ပြန်ပိတ်သွားပြီပဲဖြစ်ပါတယ်ဗောနော။ Okay ဒါနဲ့ဆိုလို့ရှိရင်တော့စတိန်၃ခုမြောက်ပြီးသွားပြီဗောနော။နောက်ထပ်စတိန်၄ခုမြောက်ကိုထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။စတိန်၄ခုမြောက်ကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်။ စက်တိန်ထဲကိုထပ်ပြီးတော့ဝင်လိုက်မယ်ပြီးတော့တော့ additional စက်တိန်ထဲကိုထပ်ပြီးတော့ဝင်လိုက်ပါမယ်အောက်နားလေးကဒီ accessibility ဒီထဲကိုတစ်ချက်နေပြီးတော့ဝင်လိုက်မယ်ပြီးတော့ vision နေရာမှာတစ်ချက်နေပြီးတော့ဝင်လိုက်မယ်ဒီ remote animation နေရာမှာ off ဖြစ်နေတာကို on လုပ်ပြီးတော့အခုလိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ phone screen နဲ့ phone screen ပေါ်မှာရှိတဲ့ application software တွေပို့ပြီးတော့မြန်ဆန်ပေါ့ပေါ့ပါပါနဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီနေရာမှာဖွင့်ထားပြီးတော့ phone screen ကိုကျွန်တော်တို့ဒီလိုပို့ပြီးတော့စာကြည့်လိုက်ပါပို့ပြီးတော့မြန်ဆန်ပေါ့ပါလာမှာမြင်ရမှာဖြစ်ပါတယ်။ပြီးတော့တော့ကျွန်တော်တို့ phone screen ပေါ်မှာရှိတဲ့ဒီ application software တွေထဲမှာအဝင်အထွက်လောက်ရတာလဲပို့ပြီးတော့မြန်ဆန်ပေါ့ပေါ့ပါပါနဲ့ကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ်ဗောနော်ဒီမှာပို့ပြီးတော့မြန်ဆန်ပေါ့ပါတွက်လက်တာကိုမိတ်ဆွေတို့မြင်ရမှာဖြစ်ပါတယ်။ ဒီအခုပြောပြတဲ့ theme setting လေးခုမြောက်ပြီးတော့ဖြစ်ပါတယ်เนาะအခု setting ၅ခုမြောက်ကိုထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ setting ထဲဝင်လိုက်မယ်ပြီးတော့เนาะကျွန်တော်တို့ additional ထဲကိုချက်ထပ်ပြီးတော့ဝင်လိုက်မယ်ပြီးတော့เนาะ accessibility ထဲကိုထပ်ပြီးတော့ဝင်လိုက်မယ်ဒီအောက်နားလေးက accessibility menu ထဲကိုချက်နေလိုက်မယ် accessibility menu shortcut လေးကိုအခု off ဖြစ်နေတာကိုဒီညမှာ on လုပ်ပြီးတော့ဖွင့်လိုက်မယ် allow နှိပ်ပေးလိုက်မယ်ပြီးတော့ got it ကိုတစ်ချက်နှိပ်လိုက်မယ်ဒီအောက်နားလေးမှာဒီလိုအခုလို floating icon လေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီမှာဒါလေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ power paint လို့ရမယ်ဒီမှာ setting တွေထည့်တွားလို့ရမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ recent key တွေပါတယ်ကျွန်တော်တို့နှိပ်လို့ရမယ်ပြီးရင်ကျွန်တော်တို့ long screen ပါညာအတန်အတူချစ်ကျွန်တော်တို့လုပ်လို့ရမယ်ပေါ့နော် volume တွေပါတယ်ကျွန်တော်တို့ စက်တင်ချိန်လို့ရမယ် screen shot တွေပါတွေဝင်ရိုက်လို့ရမယ်ကျွန်တော်တို့ဒီ home key back key တွေကိုတုံးစရာမလိုဘူးဘေးနာက key clock တွေကိုနှိပ်စရာမလိုဘဲနဲ့ဒီ floating icon လေးမှာနှိပ်လိုက်ရုံလေးကိုကျွန်တော်တို့ control လုပ်လို့ရတယ်ပေါ့နော်ကဲကျွန်တော်တို့ပိတ်မယ်ဆိုလို့ရှိရင်တော့ဒီ floating icon လေးကိုကျွန်တော်တို့နှိပ်ပြီးတော့ဒီလိုလေးပြန်ပိတ်လိုက်လို့ရတယ်ပေါ့နော်ကဲဒါဆိုရှင်တော့စက်တင်၅ခုမြောက်ပြီသွားပြီပေါ့နော်ဆိုတော့အခု setting ၆ခုမြောက်ကိုထပ်ပြီးတော့ပြောပြပြမှာဖြစ်ပါတယ်စက်တင်၆ခုမြောက်မှာဆိုလို့ရှိရင်လည်းစက်တင်လေးထပ်ပြီးတော့ဝင်လိုက်မယ် ပြီးတော့တော့ additional setting လေးထည့်ထပ်ပြီးတော့ဝင်လိုက်မယ်ပြီးရင်တော့ဒီအပေါ်ဆုံးသားလေးက dig and time ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်မယ်ပုံမှန်အဖြစ်ကျွန်တော်တို့ရဲ့ဖုံးထေးကနာရီကိုဘယ်လိုပုံစံနဲ့ထားလဲပေါ့နော်ဥမာမိတ်ဆွေက24နာရီပုံစံထားတာလားဒါမှမဟုတ်17နာရီပုံစံထားတာလားမိတ်ဆွေကကိုစိတ်ကြိုက်ဒီနေရာမှာပြောင်းနိုင်နေပေါ့နော်အခုကြည့်လိုက်ပါကျွန်တော်ဖုံးထေးမှာဆိုလို့ရှိရင်တော့ဒီမှာအာ3နာရီ50ပေါ့နော်ဒါဆိုရှင်တော့17နာရီပုံစံနဲ့ကျွန်တော်ချိန်ထားတာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေက စနေနေ့ပုံစံမချိုက်ဘူးဆိုလို့ရှိရင်မိတ်ဆွေကဒီအောက်နာလေးက24 hour format ဆိုတဲ့နေရာမှာ on လုပ်ပြီးတော့ဖွင့်ပေးလိုက်မယ်ဒါဆိုရင်မိတ်ဆွေရဲ့ဖုန်းထဲကဒီနိုင်ပုံစံက 24နာရီပုံစံပြောင်းသွားမှာဖြစ်ပါတယ်ဗျာနော်ဒီမှာ15နာရီနဲ့90ပြောင်းသွားပြီးဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်တော့အခုကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးသွားတဲ့အထင်းမှာ setting 6ခုမြောက်ပြီးသွားပြီးဖြစ်ပါတယ်ဗျာနော်။နောက်ဆုံး setting 9ခုမြောက်အနေနဲ့မိတ်ဆွေတို့ကိုကျွန်တော်ပြောပြပေးမှာတော့လက်ရှိ internet line ဆွဲအားထက်ပို့ပြီးတော့ internet line ဆွဲအားမြန်ဆန်လာအောင် setting ဖွင့်တဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ setting ထဲကနေပြီးတော့ထွက်လိုက်မယ်ကဲဖုန်း setting ထဲပဲထပ်ပြီးတော့ဝင်လိုက်မယ် about phone ထဲကိုတစ်ချက်နေပြီးတော့ဝင်လိုက်မယ်ပြီးရင်တော့ဒီ about phone ထဲမှာ os bashing ကိုလိုက်ပြီးတော့ရှာလိုက်မယ် os bashing မှာခုနစ်ချက်ဆက်တိုက်ထောက်ပြီးတော့မှကျွန်တော်တို့ဖုန်းစတိန်ထဲမှာ tabular option လေးကိုကျွန်တော်တို့ပေါ်ထုတ်ပေးရမှာဖြစ်ပါတယ်ဗောနော် okay ဆိုတော့ os bashing မှာခုနစ်ချက်ဆက်တိုက်ထောက်ပေးလိုက်ပါဒီ1 2 3 4 5 6ကုန်ကေတီမာ W bar option ပေါ်ထုတ်သွားပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီထက်ကနေ bank နဲ့ထွက်ပြီးတော့စတိန်ထဲကိုဆက်ပြီးတော့တွားလိုက်မယ် additional setting တွေကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်ပြီးရင်တော့အောက်ဖက်အနေနဲ့ဆင်သွားလိုက်မယ်ဒါဆိုလို့ရှိရင်တော့အောက်ဆုံးမှာ w bar option ဆိုတဲ့ဒီ option လေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်ဆိုတော့ w bar option တွေကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်ပြီးရင်တော့ဒီထဲမှာကျွန်တော်တို့အောက်ဖက်ကိုဆင်သွားလိုက်မယ် wifi scan ဆိုတဲ့နေရာနဲ့ဒီအောက်နာလေးက mobile data all the way active ဆိုတဲ့ဒီနေရာနှစ်ခုမှာ off ဖြစ်နေတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကဒီနေရာနှစ်ခုမှာကျွန်တော်တို့ on လုပ်ပြီးတော့ဖွင့်ထားပေးလိုက်ပါ ဒါဆိုရှင်တော့မိတ်ဆွေရဲ့ဖုန်းထေကအင်တာနက်လိုင်းဆွဲအားဟာလက်ရှိထက်ပိုပြီးတော့လိုင်းဆွဲအားပူကောင်းလာမှာကိုမိတ်ဆွေတို့မြင်ရမှာဖြစ်ပါတယ်။ဒါတော့စက်တင်ခုနှစ်ခုမြောက်ဖြစ်ပါတယ်။နောက်ဆုံးစက်တင်ဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။မိတ်ဆွေတို့အတွက်ဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင်ဗီဒီယိုကို like and share များလုပ်ပေးတော့နိုင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြရအောင်။အားလုံးပဲမင်္ဂလာပါ။